အရှင်မရသော်ဘုရားကတက္ကာယတက္ကာယနဲ့သုံးနှုံးပြီးဟောကြားထားတာတွေရှိတယ်တဲ့ဘာကိုတက္ကာယခေါ်တာလဲဒီမေခွန်းလေးကိုမေးပထမဆုံးအဲ့ဒီမှာဓမ္မဒိနာထေရီမားကလည်းမဆိုင်မတွပဲဥတကဝိတာခတက္ကာယဆိုတာတဏှာဒိဋ္ဌိတွေရဲ့ဆွဲလန်းရာ တဏအမြင်နဲ့ချင်းကပ်တဲ့ဒိဋ္ဌိအမြင်နဲ့ချင်းကပ်ပြီးတော့ဆွဲလန်းတဲ့ခန္ဓာ၅ပါးကိုတက်ကြရခေါ်တာပါတဲ့ဒါသူဖြစ်ပြီเนาะအဲ့တော့တရားနာပရိသတ်တွေလည်းဒါမှတ်ထားဖို့ပေါ့တက်ကြရဆိုတာတခြားဟာကိုခေါ်တာမဟုတ်ဘူးတဏရဲ့အာယုံဒိဋ္ဌိရဲ့အာယုံဆွဲလန်းရာ ဖြစ်တဲ့ခန္ဓာ၅ပါးတဲ့ ရူပခန္ဓာရူပပါဒနဲ့ခန္ဓာဝေရဏုပါဒနဲ့ခန္ဓာတင်ညုပါဒနဲ့ခန္ဓာသင်္ခါရုပါဒနဲ့ခန္ဓာဝิญญဏုပါဒနဲ့ခန္ဓာလို့ခေါ်တယ်တဏှာအယက်အာယုံဒိဋ္ဌိရဲ့အာယုံဖြစ်တဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုတက်ကံရလို့ခေါ်တယ်လို့ဆိုသူဩတက်ကံရတော့သူ ရှင်းရှင်းသိတာပဲဆိုပြီးတော့ဆက်မေးတယ်အဲ့ဒါနဲ့ပတ်သက် ဒါဖြင့်ရှင်မရေတဲ့သက်ကာယသမှုရေယသက်ကာယဖြစ်ကြောင်းတရားဆိုတာကိုဘာဟုပြောတာတော့ဓမ္မရိနာဖြစ်တဲ့ဓမ္မဆက်ကြတဲ့အတိုင်းပဲယယန္တနာပောနုဘဝိကနန္ဒီရာဂသဟာကတာတတရတတရဘိနန္ဒီနိတယထိတံကာမတဏဘဝတဏဝိဘဝတဏဘဝတစ်ခုကိုဖြစ်စေတတ်တယ် ဘဝတစ်ခုကိုထုတ်လုပ်ပြီးတော့နှစ်သက်မှုဆွလန်းမှုနဲ့အတူတကွဖြစ်ပြီးဘယ်အာယုံပဲဖြစ်ဖြစ်တွေ့ရာတွေ့ရာကိုကြိုက်နှစ်သက်တတ်တဲ့တဏှာကိုပဲတက္ကာယသမှုရိယဟောဒီတက္ကာယဆိုတဲ့ခန္ဓာ၅ပါးကိုထတလဲလဲဖြစ်နေအောင်လုပ်တဲ့တရားဆိုတာတခြားမဟုတ်ပါဘူးတဲ့တဏှာကိုပြောတာပါ အဲ့ဒီတဏှာဟာကာမတဏှာဘဝတဏှာဝိဘဝတဏှာလို့သုံးမျိုးခွဲထားတာကာမတဏှာဆိုတာကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့လိုချင်တတ်မဲ့တာဘဝတဏှာဆိုတာကာမဂုဏ်အာယုန်ဒီအပေါ်မှာမှားယွင်းတဲ့အမြင်ကလေးနဲ့သာဝရမြဲတဲ့အရာလို့ထင်မှတ်ပြီးတော့တွေ့တာလားဘဝတဏှာဝိဘဝတဏှာဆိုတာအဲ့ဒီကာမဂုဏ်အာယုန်တွေကိုပဲဟော တဘောတခါပဲပြီးရင်ပြတ်တာပဲလို့ဆိုတဲ့အတွေးဥစ္စေရာဒိဋ္ဌိအတွေးနဲ့တွေ့တာလားဟောတဏှာနဲ့ဒိဋ္ဌိဟာအဓိကဖြစ်တာဟုတ်ဒါကြောင့်မလို့အဲ့ဒီတဏှာ၃မျိုးတတ္တရာဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာကဘဝတဏှာဥစ္စေရာဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာကဝိဘဝတဏှာအဲ့ဒီဝိဘဝဆိုတာလဲတဏှာပဲတဏှာတစ်မျိုးပဲ သာဝရဖြစ်ခြင်းနေတာတန်တရာဝတ်ထဲမှာသာဝရဖြစ်ခြင်းနေတာဘဝတဏအေးဘဝဆိုတာပြီးပြီးတာပဲဆိုတာကဝိဘဝတဏပေါ့ပြတ်သွားတာကိုသဘောကျတာဝိဘဝတဏအဲ့ဒီတဏ၃မျိုးဟာသက္ကာယဆိုတဲ့ဥပါရณะခန္ဓာကိုဖြစ်စေတတ်တဲ့တရားပါလို့ဒီလိုဖြေတော့ဩဒီအဖြေလည်းမှန်သွားတယ်ကျင့်တတ်တယ် တတိယမေကုန်တစ်ခုဆက်မေးတယ်သက်ကာယနိရောဓအဲ့ဒီဥပါရณะခန္ဓာကြီးရဲ့ချုပ်ငိမ့်သွားတာအစင်သာဝရငိမ့်သွားတဲ့နေရာကဘာလဲလို့ဆိုတော့အစင်သာဝရချုပ်ငိမ့်တာဘာလဲလို့ဆိုရင်တဏှာချုပ်ငိမ့်မှ သက်ကာယချုပ်ငိမ့်မှဖြစ်တယ်ယသောဗျာဓမ္မစကြာမှာဟောတဲ့အတိုင်းယောတတယေဝတဏယအတိတဝိရာကနိရောဓောစာကော ပฏิနေတဲ့ကိုမုတ်တိအနာလျုံဒါကအကြောင်းဘက်ကဖြေတာနော်အကြောင်းဘက်ကဖြေတာအကယ်၍အကြောင်းဘက်ကမဖြေဘဲနဲ့ဆိုရင်အကြောင်းမချုပ်ဘဲနဲ့အကျိုးရတယ်ဆိုတဲ့အတိအမျိုးပေါက်သွားတယ်မြတ်စွာဘုရားကဒီတက္ကံရဏိရောဓဆိုတာနိဗ္ဗာန်ကိုပဲပြောတာသို့တော်ထိုနိဗ္ဗာန်ဆိုတာကိုမချုပ်မရတာတော့ဆိုတော့ တက္ကာယသမှုရိယလို့ခေါ်တဲ့တဏှာချုပ်ငိမ့်မှရနိုင်တယ်အကြောင်းဖြတ်မှအကျိုးရမယ်ဟုတ်ကလားဒါကြောင့်မို့တက္ကာယနိရောဓဆိုတဲ့ဒီဥပါရณะခန္ဓာကြီးလုံးဝချုပ်ငိမ့်သွားတယ်ဆိုတော့ဥပါရณะခန္ဓာကြီးကိုထုတ်လုံနေတဲ့တဏှာချုပ်ငိမ့်မှသာလင်သူကချုပ်ငိမ့်မှာဟုတ်အကြောင်းရှိနေသေးတယ်များဒီအကျိုးကဆက်နေဦးမှာဒါကြောင့်မို့အဲဒီ သက်ကရကိုထုတ်လုံနေတဲ့တဏှာရဲ့လုံးဝအပြစ်သက်ချုပ်ငိမ့်သွားတာကိုသက်ကရနိရောဓလို့ခေါ်ပါလေ။ဟောဒီအဖြေလည်းပဲလုံးဝမှန်းနေတယ်။ဟောနောက်ဆက်ပြီးတော့မေးတယ်။ဒါဖြင့်အဲ့ဒီလိုလုံးဝချုပ်ငိမ့်သွားအောင်ဘာကျင့်ရမှာလဲ။အကျင့်မှမေးတာဘာကျင့်ရမှာမကျင့်မဲနဲ့တော့ဘာမှရလာမှာမဟုတ်ဘူး။အဲ့ဒီတော့ ကျင့်ရမယ်ဆိုတာတခြားမဟုတ်ပါဘူးတဲ့မြင့်မြတ်တဲ့အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့မေခင်၈ပါးအကျင့်တရားကိုပဲကျင့်ရမှာပါသစ္စာ၄ပါးကိုမေးဖြေတဲ့သဘောပဲဒီမေးဖြေတွေကဘယ်ပုဂ္ဂိုလ်တွေမှရှင်းရှင်းလင်းလင်းဖြေနိုင်တုံးဆိုသောတပန်ဖြစ်တဲ့ပုဂ္ဂိုလ်မှရှင်းရှင်းလင်းလင်းဖြေနိုင်တာဟုတ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကစာပေရ သိထားလို့ရှိရင်စာရဖြေကောင်းဖြေလိမ့်မယ်။တောတဘာပုဂ္ဂိုလ်ကြတော့သူညာနဲ့သိတဲ့အသိရှင်းရှင်းလင်းလင်းမြင်နေတာဒီတိုင်းပဲဆိုတာကိုရှင်းပြီ။ဒီမိကုံလေးခုကဝိသကသထေကြီးကဓမ္မဒိဏဟာတောတဘာများဖြစ်ပြီလားတရားဥတရားများရပလားဆိုတဲ့မမေးဘဲနဲ့သိရမယ်မိကုံကိုမေးလိုက်